င်ပြေလားခွေးတို့ဟုတ်ဘူးလားလာပြီကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကျွန်တော် CEO ကျွန်တော်ကိုချစ်လို့လာတာလည်းရှိတယ်ပြီးတော့ကျွန်တော်ကိုချစ်လို့လာရင်းနဲ့စားရင်းနဲ့ကျွန်တော်တို့ဒီထမင်းဆိုင်လေးနဲ့သဟသာတာဖြစ်လို့နေနဲ့လာတဲ့ကျွန်တော်ထမင်းရှင်တွေလည်းရှိပါတယ်ဟုတ်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့မေယောအဲမွေးနေသေးပါဘူးအခုကဒီထဲမှာပဲထည့်နေထည့်နေပြန်ထည့်ပြန်ထည့်ပြန်ထည့်ဆိုတော့ထက်ပြီးတော့စူးစမ်းနေပါဟုတ်ကဲ့ပါကိုမိုးနေလင်းကျေးဇူးများကြီးတင်ပါတယ် ဟုတ်နာမည်ကတော့ကြားဘူးနေကြားပါပြီအဲအဲ့လူကြတော့လေကျွန်တော်မှာကန်ကောင်းမြန်ရောဟောဆိုကျွန်တော်ကိုကုညီတဲ့တငယ်ချင်းတွေရှိတယ်ကားငါးပေးထားကြတယ်ဟောအဲ့လိုမျိုးကြတော့ကျွန်တော်မှာသွားလာတာကတော်တော်လေးအဆင်ပြေတယ်အဲအဓိကကုညီမဲ့တငယ်ချင်းတွေပေါ်နေတာလေကျွန်တော်အတွက်မင်္ဂလာတစ်ပါးပါပဲ ထဲမှာကျွန်တော်တင်မောင်ထွေးဆိုတဲ့ကာရက်တာလေးနဲ့ကျွန်တော်ပါဝင်ပြီးတရုပ်ဆောင်ထားပါတယ်ဟုတ်ကဲ့ကာရက်တာလေးကဘယ်လိုလေးရောဖြစ်အောင်မလို့ပြောပြပါအောင်ကာရက်တာကတော့အေးအေးနဲ့အဲ့လိုမျိုးဒီမိသားစုထဲမှာသားတယောက်နေရပါဘူးဟုတ်အဲကျွန်တော်ရှစ်လရှိပြီဆိုတော့ဟုတ်ဆွေးနွေးတဲ့တော်ဟုတ်ရှစ်လသားရွယ်လေးကိုဘလောက်တောင်ပြုစုပြုထောင်ကလေးတော့เนาะဒါလုံးဝနာမည်လေးကြီးတယ်ဒါတော့ကောင်းနေဆိုတော့ရတယ်ပေါ့ဟုတ်ကဲ့ဟုတ်အဓိကကတော့ကျွန်တော်တို့မေတ္တာစေတနာပါပဲ မြတ်တဆေးနာထားပြီးတော့ကျွန်တော်တို့ထမင်းဆိုင်လေးပေါ်မှာအာယုံထည့်ထားတယ်ဟိုကျွန်တော်ပြောနေကြစကားလေးပဲကျွန်တော်ချစ်တဲ့အလုပ်ကနှုပညာဒါပေမဲ့အဲ့ချစ်တဲ့အလုပ်ခဏနားရတဲ့အခါမှာကျွန်တော်လုပ်တဲ့အလုပ်လေးကထမင်းဆိုင်ဖွင့်တယ်အဲ့တော့ကျွန်တော်လုပ်တဲ့အလုပ်လေးကိုလည်းကျွန်တော်ချစ်လာတယ်ချစ်လာတော့တဖြည်းဖြည်းနဲ့ကျွန်တော်ကြိုးစားလာတယ်ကျွန်တော်တို့အိမ်အိမ်ဆောက်သလိုပေါ့အဲမဆောက်ခင်မှာဘယ်နေရာမှာဗာလိထားမယ်ဗာလိထားမယ်ဟိုဆောက်လဲဆောက်ပြီးတော့ရောအင်းကြီးတစ်လုံးလုံးမြင်ရတဲ့အခါမှာ ဒါလေးကိုကြည့်ပြီးစိတ်ချမ်းသာသလိုပဲအခုကျွန်တော်တို့စိုင်လေးပထမအကျိုးစားပန်းလုပ်တယ်အဲ့မှာလိုအပ်ချက်တွေရှိတယ်လိုအပ်ချက်ရှိတဲ့အခါမှာဒါစားသုံးသူကကျွန်တော်တို့ကိုတေချာလေးပြောပြပေးတယ်ဒါလေးတော့လိုရယ်နော်ကျွန်တော်ကအဲ့ဒါကိုချက်ချင်းပြင်တယ်ညကြရင်အစည်းအဝေးလုပ်တယ်လုပ်ပြီးတော့အားတို့သမီးတို့ဒီဟာလေးကတော့ဒီမှာလေးခင်းသွားတယ်နော်အဲ့ဒါလေးကိုလက်ခံကြမဖြစ်စေနဲ့တခုလာပြောလိုက်နော်စားတဲ့သူကတခုပြောပြသားလေကျွန်တော်ပြင်လိုက်ပြင်လိုက်ပြင်လိုက်ရင်းလိုက်စု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 လာတော့အကောင်းကြီးကြီးဖြစ်လာတယ် ဲ့တော့အကြံပေးတာကိုလက်ခံပြီးတော့ချက်ချင်းပြင်မယ်ဆိုရင်အကောင်းဆုံးဖြစ်နိုင်တယ်လို့ကျွန်တော်ယုံကြည်လာတယ်ဟုတ်အဲဝင်နေသေးပါဘူးအခုကဒီထဲမှာပဲထည့်နေထည့်နေပြန်ထည့်ပြန်ထည့်ပြန်ထည့်ဆိုတော့ထက်ပြီးတော့စူးစမ်းနေပါအဲအဲ့လိုကြတော့လေကျွန်တော်မှာကန်ကောင်းမြန်ရောဘာလို့ဆိုကျွန်တော်ကိုကူညီတဲ့တငယ်ချင်းတွေရရှိတယ်ကားငါးပေးထားကြတယ်ဟောအဲ့လိုမျိုးကြတော့ကျွန်တော်မှာသွားလာတာကတော်တော်လေးအဆင်ပြေတယ်အဲအဓိကကူညီမဲ့တငယ်ချင်းတွေပေါ်နေတာလေကျွန်တော်အတွက်မင်္ဂလာတစ်ပါးပါပဲရှိတဲ့ ရှူတင်တိုင်းဆိုရင်တော့ကျွန်တော်မနက်ကလေးကနေရှိတယ်။မနက်ကလေးကရှိတယ်ပြီးလို့ရှိရင်နေ့လယ်မှာရောက်ကြလာပြီဆိုတာနဲ့တမင်းရှင် နေကြလာပြီဆိုတာနဲ့ကျွန်တော်အဲဝစ်ကြီးအောင်အဲခံတယ်။အားလုံးအားလုံးပြီးသွားပြီဆိုရင်ညကြမှာပဲကျွန်တော်အိမ်ပြန်တယ်။တစ်ချိန်လုံးရှူတင်မရှိတဲ့ရက်ဆိုရင်ကျွန်တော်ဆိုင်မှာပဲအများနဲ့ရှိပါတယ်။ဟုတ်။တူတာအောင်တကျလို့ဆိုပြီးလာစတာကတ်စတမာတွေနဲ့ဆုံးခဲ့သေးတာပေါ့။ဆုံးနေခင်ဗျ။ကျွန်တော်စီကိုကျွန်တော်ချစ်လို့လာတာလည်းရှိတယ်။ပြီးတော့ တို့ချစ်လို့လာရင်းနဲ့စားရင်းနဲ့ကျွန်တော်တို့ဒီထမင်းဆိုင်လေးနဲ့သဟဇာတာဖြစ်လို့နေနဲ့လာတဲ့ကျွန်တော်ထမင်းရှင်တွေလည်းရှိပါတယ်ဟုတ်ကျွန်တော်တို့ထမင်းဆိုင်လေးကိုအမြဲတမ်းဒီလာရောက်တုံးဆောင်ပေးနေတယ်ကျွန်တော်ထမင်းရှင်အားလုံးကျွန်တော်ကိုချစ်လို့လာရောက်အားပေးတဲ့ထမင်းရှင်အားလုံးကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတော့အခုကျွန်တော်တို့ MRD4 မှာစတလာပိုင်း26ရက်နေနော်ဟာ25ရက်နေဟုတ်ကဲ့ပါအခုကျွန်တော်တို့ MRD4 မှာလည်းပြသတော့မယ် 17လပိုင်း25ရက်နေ့ည7:50တိတိမှာပြသမယ်ဒီကျွန်တော်တို့မောင်းမြတာလီဇလန်းတွဲကြီးကိုရှိရှိအားပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျာ